ဖိုင်နယ်ကမ္ဘောဒီးယားနိုင်ငံသားကဒီအငင်းပွားနေတဲ့နေမြေတွေမှာတိုက်ပွဲတွေပြန်ဆနေပြန်ပါပြီဆိုတော့သူတို့နိုင်ငံသားကတိုက်ပွဲတွေကတစ်ဖက်နိုင်ငံကစားလိုက်ဒီဘက်ကပြန်ပြီးတော့အော်အပြစ်ပုံချလိုက်နေဒီနှစ်နိုင်ငံသားကစပွဲခဏခဏဖြစ်နေတာပါဆိုတော့ခါတိုင်းတော့ကျွန်တော်ဒီလိုမျိုးဒီသတင်း update တွေကိုပြောလို့မရှိပါဘူးဒါပေမဲ့ကျွန်တော်ထိုင်းနဲ့ကမ္ဘောဒီးယားတမိုင်ကြောင်သူတို့ဘလို့ဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုရှေ့မှာတောက်လျှောက်ပြောခဲ့တော့ကျွန်တော် channel ကိုစောင့်ကြည့်နေတဲ့သူတွေအတွက်ဒီသတင်းကို update လုပ်ပေးတဲ့သဘောပါ ဆိုဒီနေ့တော့ကျွန်တော်ဒီအရင်တုန်းကပြောခဲ့ပူပြီးသားဒီတမိုင်းကြောင်တော့ခံနေမပြောတော့ဘဲနဲ့ဒီနေ့အခုလောလောဆယ်ပါရီဖြစ်နေတဲ့ဆိုတော့ကိုကျွန်တော် update ပြောပါမယ်ဒေါ်နယ်ထရမ်ရောက်လာပြီးတော့ဒါနိုင်ငံငင်းငိုင်းရေးသဘောတူညီချက်ထိုးထားတာပေါ့ဆိုအခုလောလောဆယ်ဒီကပြတ်သွားပြီလားမပြတ်သေးဘူးလားဆိုတော့အတိအကျမသိရသေးပါဘူးဆိုတော့ပြီးရင်တော့ဒီအကြောင်းကိုလည်းကျွန်တော်ပြီးပြီးရင် အသေးစိတ်ပြောပါမယ်ကျွန်တော်နိုင်ငံခြားမှာရှိတဲ့ဒါ open richer ဌာနီပေါ့နော်ဒီပြည်နယ်မှာအာတိုက်ခိုက်မှုတွေစဖြစ်တာပါဆိုတော့မနေ့9နိုင်ဝန်းကျင်လောက်မှာစဖြစ်တယ်ဆိုပြီးတော့နှစ်ဖက်ထုတ်ပြန်ချက်တွေကကျွန်တော်တို့သိထားရတယ်ဆိုတော့ကမ္ဘောဒီးယားတပ်ဖွဲ့ဘက်ကနေပြီးတော့အဲဒီလက်နက်ငယ်တွေနဲ့စပစ်လို့ထိုင်းဘက်ကနေပြီးတော့လည်းပြန်ပစ်တယ်ဆိုပြီးတော့လည်းဒါနှစ်ဖက်အပြန်အလှန်ပြောနေကြတာပေါ့နော်ထိုင်းစစ်သားတအူသေးဆုံးထားပြီးတော့ဒီဘက်ကအာ၈ရောက်ဒဏ်ရာရထားတယ်ဆိုပြီးတော့ထိုင်းဘက်ကထုတ်ပြန်လာတာတွေ့ပါတယ်ပြီးတော့ကမ္ဘောဒီးယားဘက်ကတော့ ခါတိုင်းထုံးစံအတိုင်းလိုပဲဒီထိုင်းဘက်ကအရင်စတင်လို့ပြစ်တာဆိုပြီးတော့ဒီအချက်ကိုညင်းတော့တာပေါ့နော်ဆိုတော့ကမ္ဘောဒီးယားဘက်ကတေဆုံးတဲ့ဟာကတော့ခါတိုင်းလိုပဲသူတို့ဘက်ကတေဆုံးမှုကတော့ပိုများပါတယ်သူတို့ဘက်ကတော့အရသာ၄ယောက်တေဆုံးတယ်လို့ပြောတယ်ပြီးတော့အ ਨੇ ဆုံး၁၀ယောက်ကျော်ဒဏ်ရာရထားတယ်ဆိုပြီးတော့ကမ္ဘောဒီးယားဘက်ကထုတ်ပြန်တာတွေ့ရပါတယ်ဆိုတော့ကမ္ဘောဒီးယားဘက်ကတော့ဒဏ်ရာရတဲ့အထင်းမှာကမ္ဘောဒီးယားသတင်းထောက်တယောက်လည်းပါတယ်ဆိုပြီးတော့တွေ့ပါတယ်ဒီထိုင်းဘက်ကထုတ်ပြန်ချက်တွေကိုတွေ့ရတာကတော့ဒီကမ္ဘောဒီးယားဘက်ကလက်နက်ငယ်တွေနဲ့ စပြစ်လို့ထိုင်းဘက်ကနေပြီးတော့ပြန်ပြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုဘက်ကလည်းငငယ်နဲ့ပြစ်တာကိုဒီဘက်ကထိုင်းဘက်ကပြစ်တာကကြတော့လေချောင်းတိုက်ခိုက်မှုစလို့တာပေါ့နော်ဒါ16ဂျစ်တိုက်လေအနေနဲ့ပြန်တိုက်ခဲ့တယ်ဆိုပြီးတော့ထိုင်းဘက်ကထုတ်ပြန်ကြတယ်မှာလည်းတွေ့ရပါတယ်ဆိုတော့အဓိကဖြစ်တဲ့နေရာတော့ဒီ brit bh ပေါ့နော်အဲ့ဒီဖျားချောင်းနောက်မှာဖြစ်တာပါဆိုတော့ကမ္ဘောဒီးယားဘက်ကအာပြောတာရောထိုင်းဘက်ကပြောတာရောကမ္ဘောဒီးယားစစ်ဘက်ဆိုင်ရာနေရာ၃ခုထိုင်းဘက်ကပြစ်ခတ်ခဲ့တယ်ဆိုပြီးတော့လေချောင်းနဲ့ပြစ်ခတ်ခဲ့တယ်ဆိုပြီးပြောထားပါတယ်ဆိုတော့ ကမ္ဘောဒီးယားကတော့ထုံးစံအတိုင်းပဲသူကဒီဟွန်ဆန်ရဲ့တာပေါ့နော်အခုဒီဟွန်မန်နဲ့ဝန်ကြီးချုပ်ကတော့သူတို့ဘက်ကတော့အတိအကျထုတ်ပြန်လာရတော့မတွေ့ရပါဘူးဆိုတော့သူတို့ဘက်ကမီဒီယာတွေကပြောတာကိုထိုင်းဘက်ကပြန်ရေးတာပေါ့နော်ပြီးတော့နိုင်ငံတကာမီဒီယာမီဒီယာတွေကလည်းဒီနှစ်ဘက်ကပြောတာကိုပြန်အတည်ပြုပြီးရေးကြတာပါဆိုတော့ကမ္ဘောဒီးယားဘက်ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေကိုကျွန်တော်တို့အတည်ပြုဖို့တော့ခတ်ပါတယ် စစ်ပြတာနဲ့ဒေတာခံနေစပီးရှောင်ကြရပါပြီကျွန်တော်ထိုင်းဘက်ကထုတ်ပြန်ထားတဲ့သူတို့ဘက်ကဒီလေဆန်းမြင့်ပေါ်မှာနေတဲ့ထိုင်းဘက်ချမ်းကလူအ ਨੇ စုံ9000ကျော်ကိုဒါပေးလို့ရရွှေ့ပြောင်းထားတာဆိုပြီးပြောပါတယ်ကျွန်တော်ကမ္ဘောဒီးယားဘက်ကတော့သူတို့ထုတ်ပြန်တာကတော့တောင်းနေချီဆိုပြီးတော့ကျွန်တော်တို့လောဆယ်တိထားရတယ်ကျွန်တော်ကမ္ဘောဒီးယားဘက်ကတော့ဒါပြည်သူတွေကိုကာကွယ်ဖို့ကမ္ဘောဒီးယားပိုင်နက်ကိုကာကွယ်ဖို့သူတို့ဦးစားပေးအနေနဲ့လုပ်မယ်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့စီးလုံးကြဖို့ဆိုပြီးတော့တိုက်တွန်းထားတာလည်းကျွန်တော်တို့တွေ့ပါတယ်ကျွန်တော်ဝင်းကြီးကျုပ် ဟွန်ဆန်ပေါ့နော်ဝင်းကျိုဟောင်းပေါ့အခုလောလောဆယ်ဟွန်မာနဲ့ဝင်းကျိုဟွန်မာနဲ့ရဲ့အရင်အဖေမြန်မာနိုင်ငံအာရသိန်းစစ်တပ်နဲ့အင်မတန်ရင်းနှီးတဲ့မိသားစုပါဒီဝင်းကျိုဟောင်းဟွန်ဆန်ပေါ့နော်ဆိုတော့ပြောလဲဆိုတော့ဒီအခုလက်ရှိထိုင်းဝင်းကျိုကမဲရဖို့အတွက်လက်ရှိပြည်ပခောက်ကိုအသုံးချပြီးတော့စစ်သားတွေနဲ့ရဲသားတွေနဲ့အသက်ကိုအသက်တွေကိုအသုံးချနေတယ်ဆိုပြီးတော့နိုင်ငံပိုင်မီဒီယာကနေပြောထားတာတွေ့ရပါတယ်ဆိုတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားပြဿနာကလည်းပြောရရင် ထိုင်းဘက်ကဒီနိုင်ငံရေးသမားတွေရော ဆက်ဆက်ဝင်ကြီးချုပ်တွေရောနောက်ပြီးတော့ကမ္ဘောဒီးယားဘက်ကလည်းဒီတိုင်းပဲဒီဒီဆက်ဆက်ဝင်ကြီးချုပ်တွေပေါ့နော်ဒီသူတို့တွေကဒီရွေးကောက်ပွဲနီးလာတာဒါမှမဟုတ်နိုင်ငံရေးသူတို့ပြည်တွင်းနိုင်ငံရေးတခုခုလှုပ်လာတာ ਨੇ ဒီကိစ္စပေါ့နော်ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ကိစ္စပြန်ပြန်ပေါ်လာလိမ့်ရှိပါတယ်ကျွန်တော်တို့အရင်ပေထုံတန်းကိစ္စတုန်းကဆိုလေဒီပြဿနာပဲပေါ့နော်ပြန်ပေါ်လာတယ်ဆိုတော့ဘာကြောင့်ဒီပြဿနာတွေပြန်ပြန်ပေါ်လာလဲဆိုပြည်တွင်းပြဿနာတွေဖြစ်တိုင်းမှာယူကောက်ပွဲနေ့တိုင်းမှာဒါမှမဟုတ်ပြည်တွင်းမှာသူတို့အချင်းချင်း ဒီနိုင်ငံရေးသမားချင်းအဆင်မပြေတဲ့အချိန်မှာလွှတ်တော်မှာပြဿနာတွေတက်တဲ့အချိန်မျိုးမှာဒီနေဆက်မင်းပြဿနာပြန်ပြန်ပေါ်လာလိမ့်ရှိတယ်ပေါ့နော်ဆိုတော့အခုဒီချိန်ကတော့ဒါအာဟွန်ဆန်ကနေပြီးတော့ဒီဝန်ကြီးချုပ်ဒီထိုင်းဝန်ကြီးချုပ်အနုတင်ကိုဆွတ်ဆွဲတာပေါ့နော်ဒါစစ်သားတွေနဲ့ရဲသားတွေတက်ကိုတုံးချပြီးတော့သူမဲရဖို့အတွက်လုပ်နေတယ်ဆိုပြီးတော့ပြောထားတာကိုတွေ့ရပါတယ်ဆိုတော့ထိုင်းကတော့သူတို့ပြောတာတော့ဒီထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရတော့အချုပ်ချာအာဏာနဲ့နေပြီးလုံး ပိုင်ဆိုင်မှုလုံခြုံစိတ်ချရတဲ့အထိစည်ရေးအရာရေးယူဆောင်ရွက်မှုတွေဆက်လုပ်သွားမယ်ဆိုပြီးတော့ထိုင်းနိုင်ငံရဲ့ဝန်ကြီးဌာနထုတ်ပြန်ပါတယ်ပြီးတော့ဒီကမ္ဘောဒီးယားဘက်ကထိုင်းရဲ့တတ်မှတ်ချက်တွေကိုမလိုက်နာမချင်းဆွေးနွေးမှုတွေအရာထင်မှာမဟုတ်ဘူးဆိုပြီးတော့ဝန်ကြီးချုပ်ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောထားပါတယ်ပြီးတော့ဒီမှာဒီအော်တိုဘာလတုန်းကပေါ့နော်ကျွန်တော်တို့မလေးရှားနဲ့အမေရိကန်အဲ့ဒီမှာထရမ့်ရောက်ခဲ့တာမှတ်မိပါလိမ့်ဦးမယ်ဒီဘက်ကအနုတင်ဒီဘက်ကဒီဟွန်မာနဲ့နှစ်ယောက်ထိုင်ပြီးတော့ ဒီညဉ့်ညဉ့်သဘောတူညီချက်ပေါ့နော်ဒါကွာလာလမ်ပူမှာလက်မှတ်ရေးထိုးတော့မှတ်မိကြပါလိမ့်မယ်ကျွန်တော်ဒီမှာဒီဝန်ကြီးဒီဒီထိုင်းသတင်းထောက်တွေကပေါ့နော်အမှုတင်ကိုမေးတာပေါ့ဒီညဉ့်ညဉ့်သဘောတူညီချက်ဘာဖြစ်သွားပြီလဲလို့မေးတော့ထိုင်းဝန်ကြီးကျော်အမှုတင်ကဘာပြန်ပြောလဲဆိုတော့အဲ့ဒါကိုမမှတ်မိတော့ဘူးဆိုပြီးတော့ပြောတာပေါ့နော်အခုတိုက်ပွဲတွေပြန်ဆတာ ਨੇ ပထမဦးဆုံးထုတ်ပြောတဲ့နိုင်ငံကဂျပန်နိုင်ငံပါဆိုတော့ကာဒီဂျီသူတို့ထုတ်ပြန်ကြတဲ့အကြောင်းဆိုရင်တော့အလွန်အမင်းစိုးရင်ပူပန်တဲ့အကြောင်းဆိုပြီးတော့အဲ့ဒီထဲမှာပြောထားတာတွေ့ရပါတယ်ပြီးတော့နှစ်ဖက်စလုံး ဒီကျွန်တော်တို့အော်တိုဘာလတုန်းကအဲ့လက်မှတ်ရေးထိုးထားတဲ့ညဉ့်ညဉ့်သဘောတူစာချုပ်ကိုလိုက်နာကြဖို့ဆိုပြီးတော့ဂျပန်နိုင်ငံကတိုက်တွန်းပါတယ်တရုတ်နိုင်ငံဘက်ကတော့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့တိုက်ရိုက်ထုတ်ပြန်တာမျိုးမဟုတ်ဘဲနဲ့စစ်ပွဲဖြစ်နေတာကြောင့်ဒီကမ္ဘောဒီးယားဘက်မှာရောထိုင်းဘက်မှာရောရှိတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့နေဆက်ဒေသတွေကိုခီးမသွားဖို့ရှောင်ချကြဖို့ဆိုပြီးတော့တတိပေးထားတာတွေ့ရပါတယ်ဆိုတော့ဒီအခုအန်အန်ဝါအီဘရာဟင်ပေါ့နော်ကျွန်တော်တို့အရင်အာဆီယံမလေးရှား ဒီအာဆီယံအလဲကြောင့်ဥက္ကဋ္ဌမလေးရှားရဲ့ဝန်ကြီးချုပ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်သူကလည်းဘာပြောလဲဆိုအဓိကသူကလည်းဒီကိစ္စမှာပါဝင်နေတာ ਉਹ သူကိုယ်တိုင်လက်ခံပြီးတော့ထရမ်ပ်ရောအနုတင်ရောဟိုမာနဲ့ရောအကုန်လုံးဒီမလေးရှားမှာလက်မှတ်ရေးထိုးတာလို့ဒီကိစ္စမှာသူလည်းပါဝင်နေတယ်ဆိုပြီးကျွန်တော်တို့ဒီမှာဟိုမြင်ရတာပေါ့ဆိုတော့သူကတော့အခုဒီ data ring နိုင်ငံတွေနေနဲ့ပြฏิပခပြဿနာတွေထဲမှာထပ်ပြီးတော့ပြန်လဲကြောက်ရအောင်မယ့်အခြေအနေကိုဟိုမလိုလားဘူးပေါ့နော်ဒီလိုမျိုးပြန်ပြောထားတာတွေ့ရပါတယ် ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံနဲ့ဇမ်မြင်ပေါ်ကပြဿနာတွေနဲ့ပတ်သက်လို့ကျွန်တော်ဒီဒီဗီဒီယိုထဲမှာအကျဉ်းမပြောတော့ပါဘူးကျွန်တော်ရှိမှအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ဗီဒီယိုအရှိကျွန်တော်တို့ဟိုအပြည့်အစုံလုပ်ထားလုပ်ခဲ့တာရှိပါတယ်ဆိုတော့မကြည့်ရသေးရင်တော့ပုံပြီးစိတ်ဝင်စားတယ်ဆိုရင်တော့အဲ့ဒီဗီဒီယိုတွေမှာတွားကြည့်လို့ရပါတယ်ဆိုတော့ဒီ1998ခုနှစ်ပေါ့နော်ပြည်သက်ကိုလိုနီအချိန်ကလေးကနေနောက်ဆုံးဒီ ICJ ကိုရောက်တဲ့အချိန်ဒီအချိန်အထိကျွန်တော်အပြည့်အစုံရှင်းပြထားခဲ့တာရှိမှရှိပါတယ် ခုကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံဖြစ်နေတဲ့အပေါ်ရင်းနဲ့ပတ်သက်ပြီးတော့ဒေါ်နယ်ထရမ့်ကတော့အခုချိန်ထိဘာမှထုတ်ပြောလာတာမတွေ့ရသေးပါဘူးတကယ်တကယ်တော့ဒီစပွဲကဒီတိုက်ပွဲကရှေ့ဒီကျွန်တော်တို့ဇူလိုင်လတုန်းကဖြစ်ခဲ့တဲ့တိုက်ပွဲကဆိုလို့ရှိရင်သူကသူရက်ခဲ့တယ်ဆိုပြီးတော့ဒါဂုံယူဝင်းကြောဆိုတာပြောထားခဲ့တာပါဆိုတော့ဒီစပွဲတိုက်ပွဲတွေအပါဝင်တခြားတကဘာလုံးမှာရှိတဲ့တိုက်ပွဲအနည်းဆုံး9ပွဲလောက်ကိုသူကရက်ခဲ့တယ်လို့ဆိုတော့အဲ့ဒီကြောင့်မလို့သူဒီငြိမ်းချမ်းရေးနိုဘယ်ဆုလည်းရတဲ့နယ်လို့ပြောခဲ့တာပါဆိုတော့ဒီစပွဲကအဲ့ ပွဲတွေကတပွဲအပါဝင်မှာဆိုတော့အခုမလေးရှားမှာသူရဲ့အန်ဝါအီဘရာဟင်ဒီမလေးရှားဝန်ကြီးချုပ်ရဲ့အနုတင်ရဲ့ဟိုမာနဲ့အကောင်လုံးလက်မှတ်ထိုးထားတဲ့ဒီညီငယ်တဘောတရှာချုပ်ကိုထိုင်းနိုင်ငံသားထိုင်းဝန်ကြီးချုပ်အမှုအနုတင်ကသူမမှတ်မိတော့ဆိုပြီးပြောနေတာပါ။ပြန်လည်းပတ်သက်ပြီးတော့ထရမ့်ဘ်ကတခုခုပြောလာလိမ့်မယ်လို့ထင်ပါတယ်။ဆိုတော့ပြီးခဲ့တဲ့လတွေတုန်းကလည်းဒီဒီအပြန်အလှန်ဟိုဘက်ဒီဘက်အပြန်အလှန်အငင်းပွားမှုတွေဖြစ်တဲ့အချိန်တုန်းက ဒေါ်နယ်ထရမ့်ကဒီကိစ္စကိုလှမ်းပြီးတော့ဟန့်လာကျွန်တော်သတိထားမိပါတယ်ကျွန်တော်အရင်နောက်ပိုင်းတော့အတန်ပြောင်းချင်းသွားတယ်အခုတခါပြန်ပြီးတော့ဒါတိုက်ပွဲတွေပြန်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဗာမြင်ရတယ်လဲဆိုတော့ဒါကကျွန်တော်တို့လက်နက်ကင်အဖွဲ့ငယ်လေးတွေအချင်းချင်းဟိုဘက်ဒီဘက်တိုက်ပွဲဖြစ်နေကြတာမဟုတ်ပါဘူးဆိုတော့နိုင်ငံတွေပေါ့နော်ဆိုတော့ဒီဘက်ကထိုင်းဟိုဘက်ကမ္ဘောဒီးယားအဲ့လိုမျိုးနိုင်ငံတွေအချင်းချင်းသဘောတူလက်မှတ်ရေးထိုးထားတယ်။အင်းကြီးသဘောတူလက်မှတ်ရေးထိုးထားတယ်ဆိုတော့ကျွန်တော်တို့ နှစ်ပေါင်းများစွာအကြာတုန်းကကိစ္စမဟုတ်ပါဘူးပြီးခဲ့တဲ့လတွေတုန်းကမှဒီနှစ်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စဆိုတော့အဲ့ဒီဟာကိုလက်မှတ်ထိုးထားတာလည်းဂျာကလက်မှတ်ထိုးထားတာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပါဆိုတော့ဒီလိုပြဿနာမျိုးတော့အခုနိုင်ငံချင်းချင်းကြားမှာမသိဘူးအဲ့ဒီဟာတွေမှမှတ်မိတော့ဘူးဆိုပြီးပြောပြီးတော့အာဒါပေါ်တင်ပဲပြန်ပြီးတော့တိုက်ပွဲတွေစားတယ်ပြီးတော့ခေချောင်းတိုက်ခိုက်မှုတွေလုပ်တယ်ဆိုတော့ပြောရရင်တော့ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့ငញ្ញိုင်းသဘောတူစာချုပ်တွေဟာတိတ်ပြီးတော့ ဟိုပေါင်းဝင်မှုဆိုတာမျိုးကိုကျွန်တော်တို့မြင်နေရတာပေါ့ဆိုတော့နိုင်ငံကောင်းဆောင်တွေကိုယ်တိုင်ကိုကဒီသတင်းစာတွေရှိမှလူမှုရှိမှပုံတင်ပြောနေတာပေါ့နော်အဲ့ဒါတွေမမှတ်မိတော့ဘူးဆိုတာမျိုးကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုသတင်းကိုအတန်သွင်းနေတဲ့ဒီသတင်းလာလေးဒီဇင်ဘာလ10ရက်နေ့ညပိုင်းအထိအာတိုက်ပွဲတွေကတော့နှစ်နှစ်ပတ်ကြာမှာအပြန်အလှန်ပြစ်ခတ်မှုတွေဆက်ဖြစ်နေတော့မှာပဲဆိုတော့ကမ္ဘောဒီးယားဘက်ကဒုံးကျင်တဲ့ပြစ်ခတ်မှုတွေထပ်လာအောင်မယ်ဆိုပြီးတော့ထိုင်းဘက်ကတော့ပြောတယ်ပေါ့နော်ဆိုတော့ကမ္ဘောဒီးယားကတော့ ဒီတက်ခတ်မှုနဲ့ပတ်သက်ပြီးတော့အာဆီယံဟိုအာဆီယံရဲ့စုံစမ်းစစ်ဆေးမှုကိုပြုလုပ်ဖို့ဆိုပြီးတော့တောင်းဆိုထားတာတွေ့ရပါတယ်ကျွန်တော်အရင်တုန်းက ICJ ကိုတင်တယ်အဲဒီဘက်ကထိုင်းဘက်ကလည်းမခံဘူးပြီးတော့ခါကမ္ဘောဒီးယားကတခါနောက်ထပ်ယုံတယုံထပ်တင်နေစတဲ့ဖြစ်ပါတော့ဆိုတော့ဒီကြားထဲမှာဖြစ်ပြနေတဲ့ကိစ္စတွေကလည်းအများကြီးပါပဲဆိုတော့ဒါပေမဲ့ဒီဟာကနောက်ဆုံး ICJ ကနေပြီးတော့အမိန့်ချခဲ့တာဟိုတောင်းဟိုနှစ်နိုင်ငံစလုံးကအဆင်မပြေကြဘူးပေါ့နော်ဟိုဘက်ကလည်းမလိုက်နိုင်ဒီဘက်ကလည်းမလိုက်နိုင်ဟိုဘက်ကချိုးပေါက်တယ်ဒီဘက်ကချိုးပေါက်တယ်ဟိုဘက်ကပြစ်တယ်ဒီဘက်ကပြစ်တယ်အပြန်အလှန် ဆွဆွဲနေတာနှစ်ပေါင်းများစွာကြာပါပြီဆိုတော့အခုအချိန်ဒီကစပွဲကြီးဖြစ်လောက်တဲ့အထီအချိန်မျိုးဒီတော့ရောက်သွားမရောက်သွားနိုင်ဘူးဆိုပြီးတော့ဒါ time media တွေမှာရေးကြပါတယ်ပြီးတော့ဒီနိုင်ငံဒီနိုင်ငံသားကဒီတိုက်ပွဲတွေဆိုတာလည်းအခုမှဖြစ်တော့မဟုတ်ဘူးเนาะဆိုတော့ခဏခဏဖြစ်နေတာပေါ့ဆိုကျွန်တော်တို့ရှိမှပြောခဲ့သလိုပဲထိုင်းနိုင်ငံအဲထဲမှာဒီပြည်တွင်းရေးနိုင်ငံရေးအရှုပ်ကြီးတစ်ခုခုဖြစ်လာတိုင်းအခက်အခဲတစ်ခုခုဖြစ်လာတိုင်းဒါမှမဟုတ်ကမ္ဘောဒီးယားမှာကမ္ဘောဒီးယားဘက်ကဒီနိုင်ငံရေးအခက်အခဲတစ်ခုခုဖြစ်လာတိုင်း ဒီပြဿနာတွေခဏခဏပြန်ပေါ်လေးရှိတယ်။ဆိုတော့ကျွန်တော်ထိုင်းနိုင်ငံထိုင်းနဲ့ဒီကမ္ဘောဒီးယားအာတမိုင်းကြောင်ပြီးတော့သူတို့ support တွေအကြောင်းတော့ရှောက်ပြောလာကြလို့ဒီနေ့ဒါ update တင်ပြည့်တဲ့ဘောမှာပဲ။ဆိုတော့ကျွန်တော်ထပ်ပြီးတော့တခုခုထူးကြလာမယ်။နှစ်ပတ်အချိန်နေတဲ့ပို့ပြီးတော့တင်းပါလာတာမျိုးဖြစ်လာမယ်။ဆိုရင်တော့နောက်တစ်ဖူဂျိုတခုထပ်လုပ်ပါမယ်။ဆိုတော့ဆောင်းစုံအောင်ဆက်ပေးကြတာကျေးဇူးတင်ပါတယ်။ memory အားလုံးကိုလည်းကျေးဇူးပါ။အဆင်ပြေကြပါစေဗျ။